โอเคเสียอู้ตั้นซ้นเนี่ยเค้าอะกูอารคะตัดต่อเอเอเยโหจောက်ผู่ไตปวยดิจนเราปิ๊มๆทันๆสะนี่บิโลติยาได้โหเอเออ่ะตู้เอติดตองจา2คนสะเรอ่ะดิโลမျိုးเนริโหตูรู้ไตไข่ติ้งไปผู้ส่องแยกบีซวยอะนี้เนี่ยอเมียนซูดุโลเว้ยบ่เนาะออมเมียนตวาดาอีเว้ยติ้งไปหน่ายนาอีเว้ยရှိတယ်กูเลยจောက်ผู่เยอลาลากโหตลอดเลยนี้กันนี่บิโลจนเราติยาได้สรเอาอธิกติจินตากจောက်ผู่ว่าติยกแกอธิกา စီးပွားရေးလုပ်ငန်းတွေဖြစ်တယ်ဟိုတန်းကွက်တွေယူနာတီပို့နေတယ်ဆိုတော့ဒီဟာတွေရှိတယ်ဆိုတဲ့အခါကျတော့ဒီကြောက်ဖြူကိုအေရသိမ်းနိုင်ပြီဆိုရင်ဟိုပြောင်းလာမဲ့နိုင်ငံရေးစီးရေးအခြေအနေဘလောက်ထိအပြောင်းလဲတွေဖြစ်သွားနိုင်လဲဆိုတာသုံးသပ်ချင်တာပါဆရာအဲ့တော့ပထမဆုံးအနေနဲ့ဆရာရဲ့အမြင်အခုကြောက်ဖြူတိုက်နေတဲ့အပေါ်မှာစီးရေးရသုံးသပ်ချက်လေးအရင်ဆုံးသိလိုပါတယ်ဗျအခုတရားသလောက်ကတော့ကြောက်ဖြူမျိုးတစ်ခုလုံးကိုတော့ ျွန်တော်တို့အေးကဝိုင်းပတ်ထားပြီးကျွန်တော်သိရပါတယ်။ဒါပေမဲ့တရုတ်ရဲ့စက်ယုံတွေတရုတ်ရဲ့ကျွန်တော်တို့စီပွားရေးယင်းဒီမြုပ်နှံမှုတွေလောက်ထားတဲ့မတည်ကျွန်းကိုတော့တိုက်တိုက်ခိုက်တဲ့အချင်းအဆင့်မရှိသေးဘူး။နောက်တစ်ခုအဲဒီနာမှာရှိနေတာဓညဝရီဒီသာစကအဲ့ဒါကိုလည်းကျွန်တော်တို့တိုက်ခိုက်ရှင်းထွားသည်။သို့တော့ကြောက်ဖြူမျိုးအနေနဲ့ကတော့အေးကဝမ်ပတ်ထားတဲ့အချင်းကြီးဖြစ်တဲ့အတွက်ကြောက်ဖြူ မျိုးတက်တက်တိမ့်မယ်ဆိုလို့ရှင်တော့ရပိုင်းတွင်တိမ့်လို့ရနိုင်တဲ့အခြေအနေရှိပါတယ်။အဲဆိုလိုတာကပြောချင်တာကတော့တောက်ဖြူမျိုးတက်တက်အနေနဲ့ကတော့ရပိုင်းတွင်အေးကတိမ့်လို့ရတဲ့အခြေအနေပဲရှိပါတယ်။သို့တော့အဲ့ဒီကနေပြီးတော့မောရဝရီဒီလာစခန်းကိုတိမ့်မလားဒါမှမဟုတ်မရေးကျွန်းကိုဆက်ပြီးတော့ထိုးစစ်ဆင်မလားဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်အောင်မယ်အခြေအနေဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒီအချိန်နဲ့မှာစစ်ကောင်စီတွက်ကလည်းသူ့စီးပွားရေးအရာတရုံနဲ့အကျိုးစီးပွားရေးသူ့အတွက်လည်းအင်မတန်အရေးကြီးမဲ့အနေထားဆိုတော့စစ်ကောင်စီနေနဲ့ဘလောက်ထိဒီအနေထားမှာစစ်ရေးရအင်အားတွေတိုးချဲ့ပြီးခုခံနိုင်မလဲဆရာ နောက်တစ်ခုကတရုတ်ကရောစစ်ကောင်စီဘက်ကတစုံတရာဟိုစစ်ရေးရအကူအညီပေးတာပဲဖြစ်ဖြစ်အေနဲ့ဟိုဟန့်တားတာပဲဖြစ်ဖြစ်လှုပ်လာနိုင်လားအဲ့ဒီပေါ်ပေါ်ဆရာဘယ်လိုမြင်လဲဗျအခုကတော့ကျွန်တော်တို့ကြည့်ရတာကတော့ကြောက်ဖြူမှာတော့စိုးရရဲ့ စကားစားရဲ့ချင်းမြန်တိုင်းရင်၃ရင်းရှိတာပေါ့ဗျအဲ့ဒီ၃ရင်းချင်းမုံရေးကတော့ရခိုင်တပ်တော်အနေနဲ့အေးအေးအနေနဲ့တော့အနိုင်တိုက်နိုင်တဲ့အနေသားရှိပါတယ်သို့တော်ညာလဲခုနကကျွန်တော်တို့မရေးကျွန်းမှာရှိနေတဲ့တရုတ်လုံညွေတပ်ဖွဲ့တွေကတော့ဘလောက်ထိပါဝင်လာမလဲဆိုတော့နည်းနည်းစောင့်ကြည့်ရမယ်အခြေအနေအခုကတော့ရင်ဆိုင်တိုက်ပွဲတွေမှာပါဝင်သေးတဲ့အနေသားတော့မဟုတ်ဘူးသို့တော် drone စစ်စင်ရေးတွေမှာနှိပညာရအကူအညီပေးပြီးတော့ ူတို့ဘက်ကပါဝင်တိုက်ခိုက်နေတယ်ဆိုတာကိုတော့သိရတယ်။ဒါကြောင့်မို့ဒီခြေနေတဲ့ပို့ပြီးတော့တကယ်တမ်းအဲ့ဒီကစက္ကဆရဲ့စစ်ကြောင်းနေနော်စက္ကဆတိုင်းရင်းတွေကိုကျွန်တော်တိုက်ခိုက်သိမ့်ပိုင်မယ်ဆိုလို့ရှိရင်တော့ဒီလုံညွန်ရေးတပ်ဖွဲ့တွေဟာဘယ်လိုပုံသဏ္ဍာန်နဲ့ပါဝင်လာမလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ခြေနေ။အဲ့ဒီခြေနေအထိတော့ချက်ချင်းလက်ငင်းသူတို့ပါဝင်အောင်မဲ့ပုံမရှိပါဘူး။ဒါကြောင့်ပြောရလို့ရှိရင်ကျွန်တော်တို့ ြောက်ဖြူမျိုးသိန်းတိုက်ပွဲသက်သက်ကတော့သိပ်ပြီးတော့မခက်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဓညာဝရဂျီတာစခန်းကိုသိမ့်ပိုက်တဲ့အခါမှာဆိုရင်တော့ဒီရေပို့ပြီးတော့သူကဓညာဝရဂျီတာစခန်းနဲ့အတူရှိနေတယ်ဂျီရာရဲ့နော်ကျွန်တော်စစ်သည်မော်ရဲ့ပါဝင်လာမှုနိုင်မှုအခြေအနေတွေလည်းတွေ့ရတဲ့အခါကျတော့ကြောက်ဖြူမျိုးသိန်းတိုက်ပွဲလောက်လွယ်လွယ်ကူကူတော့ဖြစ်အောင်မှာမဟုတ်ဘူးချင်းတစုံတရာတော့ယူရလေကုန်မယ်လို့ထင်ပါတယ်ဂျီနေကတော့ ဒညာပရိကြီးတဲ့စခန်းကိုဆက်ထိုးမလားဒါမှမဟုတ်လို့ရှင်ကြောက်ပြူကနေပြီးတော့ကျွန်တော်တို့မရီကျွန်းဘက်ကိုဆက်ပြီးတော့ဝိုင်းမလားဆိုတော့ကျွန်တော်တိကျမပြောနိုင်သေးဘူးပေါ့ဗျာသို့တော့တရုတ်ကျိုးစည်းဘွားတွေနဲ့တရုတ်ပိုင်ပစ္စည်းတွေနဲ့ဆက်ဆက်နေတဲ့မရီကျွန်းကတော့နော်အေးအေးအနေနဲ့ကျွန်တော်တို့ရုတ်တရက်ချက်ချင်းဝင်ရောက်တိုက်ခိုက်သိမ့်ပိတ်တဲ့အနေအထားတွေရှိမယ်မထင်ဘူးကျွန်တော်ကတော့ကြောက်ပြူမျိုးသိမ့်တိုက်ပွဲပြီးလို့ရှင်ဆက်ပြီးတော့ပြစ်လာမယ့်တိုက်ပွဲကတော့ ဒညာရီဂျီတာစခန်းကိုတိမ့်တဲ့တိုက်ပွဲအဲ့ဒီတိုက်ပွဲကျွန်တော်ဆင်နွှဲရမယ်အနေထားရှိတယ်လို့ကျွန်တော်တော့မြင်ပါတယ်ခင်ဟုတ်ကဲ့ဆရာအဲ့တော့တရုတ်ဘက်ကကြည့်အောင်ပါတရုတ်ကဟိုဂူလိုအခြေအနေမှာသူ့ရဲ့ဒီစီးပွားရေးမရေကျွတ်မှာရှိရစီးပွားရေးလုပ်ငန်းတွေရဆိုရင်လာရှိုးမှာဝင်ရောက်ပြီးသူဆွတ်ဖက်တယ်လို့ပေါ့နော်အင်းနဲ့တစုံတရာသူကမ်းလှမ်းတာမျိုးတန်တမန်နီးရစကားပြောတာမျိုးရောဖြစ်လာနိုင်ခြေရှိလားအခုအချိန်မှာအဲ့ဒါတော့ဖြစ်လာနိုင်ခြေရှိပါတယ်နော် ဒါပေမဲ့ကျွန်တော်တို့အမြင်ရပြောလို့ရှိရင် last show ကနေပြီးတော့ MND ကိုထွက်ခိုင်းနေနောက်ပြီးတော့ TNL ကိုလည်းကျွန်တော်တို့မြို့ငားမြို့ကနေထွက်ခိုင်းနေဆွေးနွေးပွဲတွေပါတွေကိုတိဥ်ဆောင်မှုအောက်မှာလှုပ်လာတဲ့အခြေအနေမှာမြောက်ပိုင်းညီနောင်၃ဘွဲတွေကတတိယနော်အင်အားစုဖြစ်တဲ့ AA ကိုလည်းသူကတော့ဆက်ပြီးတော့နိုင်ငံရေးပြားပြဖို့ကတော့လှုပ်လာပါပါအဲ့ဒီအတွက်တကယ်လို့ တော့ဖြူတိမ့်ပြီးတော့သူ့ရဲ့မရေကျွန်းကသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကျွန်တော်တို့ကချင်းချောက်နိုင်တဲ့အနေအထားရှိလို့ရှိရင်ဆွေးနွေးပွဲမှာကိုယ့်ဘက်ကအသာစီးရနိုင်တဲ့အခြေအနေရှိပါနိုင်ငံရေးဆွေးနွေးပွဲတွေလှုပ်လာပြီဆိုလို့ရှိရင်ကိုယ့်ဘက်ကအထက်စီးရတဲ့အနေအထားကိုရယူထားဖို့အတွက်မရေကျွန်းဝိုင်းပတ်ထားရေးဆိုတာကလည်းအေးအတွက်အရေးကြီးတဲ့အဲနိပြည့်ရဲ့ခြေလှမ်းတရားဖြစ်မယ်လို့ကျွန်တော်တို့ယူဆပါတယ် တရုတ်နဲ့စကားပြောပြီဆိုရင်ခုနလိုကိုကအตาရပြီဆိုဒီနေရာမှာဟိုမြောက်ပိုင်းနဲ့မတူတာကတရုတ်နဲ့ကတရုတ်နယ်စပ်မဟုတ်ဘူးလေတရုတ်ကဒီ AA ပုံမှာဆက်ဆံလာမဲ့ပုံစံကဟို AO favor ပေးမယ် AO အတိမတ်ပြူပြီး AC သူဒီ de facto အာဏာရှိတဲ့အဖွဲ့အစည်းဖြစ်ပြီးဆိုပြီးတော့ခုနလိုပေါ့နော်သူနဲ့ဆက်ဆံပြီးတော့အကျိုးစီးပွားချင်း share တဲ့ကိစ္စတွေအဲ့ဒီဟာတွေရောဖြစ်လာနိုင်လားဆရာသေချာပေါ့သူ့ရဲ့ဂျင်းနီးမြုံနံမှုသူ့အကျိုးစီးပွားတွေကို မထီပါဘူးအကကွယ်ပေးဖို့အေးနဲ့မုတ်ချဆွေးနွေးပါလိမ့်အဲ့လိုဆွေးနွေးတာတွေမကဘူးအဲ့ဒီဆွေးနွေးမှုကနေသူကစစ်ကောင်စီကိုတိတ်ပြီးတော့ယုံကြည်လို့လုပ်နေတာမဟုတ်ပါဘူးဒါရိုက်အေးအေးနဲ့သူတို့စကားပြောတဲ့နေသားတွေရောက်ရှိလာနိုင်မှာအဲ့ဒါဖြင့်သူ့ရဲ့ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကမကြခင်မှာအကောင့်ထဲပေါ်လာနေနောက်တစ်ခုကတော့အေးနဲ့စကားပြောတဲ့အခါမှာ စစ်ကောင်စီကတဆင်စကားပြောတဲ့အနေထားနဲ့မလုံလောက်တော့ဘူးဆိုတာသူဒီကောင်သိလာနိုင်အဲ့တော့သူကိုယ်တိုင်တိုက်ရိုက်ပြောလာတာရှိလာနိုင်အဲ့ဒါကြောင့်မို့အချိန်မြောက်မှာလုံနေတဲ့ MNDA တို့ TNL တို့တဲ့ဆွေးနွေးပွဲနဲ့မတူတဲ့ပုံသဏ္ဍာန်နဲ့သူကနိုင်ငံရေးအရာဆက်ဆံပြောဆိုလာအမယ်အနေထားတွေရရှိလာနိုင်အဲ့လိုအနေထားတွေရရှိဖို့အတွက်ကိုကညာဝတီစိတ်ကမ်း ဟိုလက်ဦးမှုယူသိမ့်ပိုက်ပြီးတဲ့နောက်မရေကျောင်းကိုစီရီးရဝိုင်းပတ်ချင်းထိန်ချောက်ထားနိုင်တဲ့အနေထားတရားကိုကျွန်တော်တို့တိဆောက်ဖို့အေးအေးအနေနဲ့လိုအပ်နေပြီလို့ကျွန်တော်မြင်တဲ့အကြောင်းကိုကျွန်တော်ပြပြတာဟုတ်ကဲ့ဆရာအဲ့တော့ဆိုလိုချင်တာကကုနာလို့ပေါ့နော်အကြောက်ဖြူအပါဝင်ဒေတာတခုလို့အေးအနေနဲ့ချင်းချောက်နိုင်ပြီးအဓိကစိုးမိုးနိုင်ပြီဆိုကုနာကျွန်တော်ဆိုလိုချင်တာအေးရဲ့နိုင်ငံရေးအရကပတ်မျက်နှာစာမှာတန်တမာရေးရပါဘူးအချိုးကွက်တခုဖြစ်သွားနိုင်လားဆိုတာကို ုံးသက်ချင်တာဘာလို့တရုတ်ကလည်းစကားပြောလာတော့မယ်အေးကလည်းပြီးခဲ့တဲ့မကြသေးခင်ရက်ပိုင်းကနော်သူ့ရဲ့စစ်မှုထမ်းဟိုပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီးအရခတိုင်းပြည်အတွက် तू ကဟိုကြေညာထားပြီဖြစ်တယ်လေဆိုအဲ့ဒီအတွက် तू နိုင်ငံတကာနဲ့ तू ဆက်ဆံရတော့မယ်အပိုင်းတွေလည်းစဉ်းစားရတော့မယ်အဲ့တော့ဒီကြောက်ဖြူကအตาရပြီဆိုရင်နိုင်ငံရေးကကမ္ဘာတန်တမာရေးကိစ္စမှာအေးရရှေ့နောက်တလန်းထွက်တော့မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွတ်နိုင်လားဆရာအဲ့ပေါ်ကိုဘယ်လိုမြင်လဲကြောက်ဖြူကို ရသွားပြီဆိုလို့ရှင်အေးအနေနဲ့နော်စီရရအောင်ပွဲတာမကပဲနဲ့နိုင်ငံရေးရပါရှစ်တလန်းတက်နိုင်တဲ့အနေထားကိုရောက်ရှိသွားလိမ့်မယ်လို့ကျွန်တော်ယူဆပါဒါပေမဲ့အေးအေးဟာကြောက်ဖြူကိုသိမ့်ပိုက်လိုက်နိုင်ရုံနဲ့နိုင်ငံတကာအသိမှတ်ပြီးကျွန်တော်တို့တဆင့်တိုးရရှိလာလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ပါကျွန်တော်မျှော်လင့်တာတော့ပါလဲဆိုတော့ကြောက်ဖြူကမရေကျွန်းကိုချင်းချောင်းနိုင်တဲ့အနေထားရှိလို့ရှိရင်တရုတ်အနေနဲ့ ေးနဲ့ဆွေးနွေးဆက်ဆံတဲ့နေရာမှာပုံသဏ္ဍာန်ပြောင်းသွားလိမ့်မယ်နောက်တစ်ခုကအဲ့ဒီတည်းပို့တိုးပြီးတော့စစ်ကောင်စီဟာသူ့ရဲ့အကျိုးစီးပွားတွေကိုတာဝန်ယူနိုင်တဲ့အချိန်လေးမရှိဘူးဆိုတော့နော်အမြင်ပြုတ်မှာပို့ပြီးတော့အားကောင်းလာနိုင်မှာအဲ့လားဆိုလို့ရှိရင်အေးနဲ့ပတ်သက်လို့ရောဒီဗမာပြည်မှာခုဖြစ်နေတဲ့ຫນွေဥဒေါ်လာရင်းနဲ့ပတ်သက်လို့ရောပြုတ်နေနေပေသိခေါ်အောင်မယ်ချင်ဒီပေါ့ဗျာ ြန်လဲပြီးစဉ်းစားမယ်အနေထားတည့်ရတည်တော့ရောက်ရှိလာနိုင်တယ်လို့ကျွန်တော်ကမျှော်လင့်ပါဒါပေမဲ့အေကအရခကျွန်တော်တို့တိုင်းပြည်အရခလမ်းစဉ်စသည်အဖြစ်နော်အဲ့ဒီအနေထားတွေကိုနိုင်ငံတကာကနေပြီးတော့အသိမှတ်ပြုပြီးတော့ဆက်ဆံလာတဲ့အနေထားတည်တော့ရောက်ရှိမယ်လို့မထင်တဲ့အကြောင်းကျွန်တော်ပြောတာโอเคအဲ့တော့ဆရာနောက်ဆုံးအနေနဲ့စစ်ကောင်စီအနေနဲ့ရောသူဘလို့မှသူ ိုထိန်းချုပ်လို့မရနိုင်ဘူး AO လည်း तू ရှင်မတိုက်နိုင်တဲ့အနေထားပေါ့နော် yes စကားနဲ့ပဲပြောကြပါစို့ဆိုရင် तू ကလေရင်နဲ့ပဲ तू ဖြတ်လို့ဖြတ်စည်းလုံနိုင်မယ့်အနေထားလေးအဲ့ဒီအခြေအနေမှာဘလို့စဉ်းစားနိုင်လဲစစ်ကောင်စီနေနဲ့လက်လျှော့ပေးနိုင်လားစစ်စက်ညီနိုင်ပြီးတော့ကဲ AO ပဲဟိုခုနဒီဖက်တိုပဲဖြစ်ဖြစ်ပေါ့နော်ပေးလိုက်တဲ့အနေထားမျိုးဖြစ်နိုင်လား तू ကတော့တစုံတရာဘလို့မျိုးဒုက္ခပေးနိုင်တဲ့အနေထားရှိနိုင်သေးလဲအဲ့လိုကျွန်တော်တို့ဒီဖက်တိုတို့အနာ300တို့ဘာလို့နော် 多啊，兵马木巴，多兵家来我们鲁巴，我们西亚、东北、华北，多哪里兵马？多少人来？亚马木巴，所以讲西尼尼啊，鲁巴那里，鲁巴那点人啊，生容易，教不容易。本来人家西尼马昂也往西边来，只看那边鲁巴，多少尼巴，少尼。我们多啊，多啊，美国那边，印度、泰国西尼的，甚至泰国那边的，所以讲。 ဆိုတော့အဲအဲ့ဒီထဲမှာလဲစစ်တွေမျိုးကလည်းမကြသေးတဲ့အတွက်သူ့အနေနဲ့အဲ့ဒါတွေကဆိုလိုတာကစစ်ရှုံးပါပြီလို့သူ့အနေနဲ့မပြောသေးတာပေါ့ဗျစစ်တွေပါကြသွားပြီဆိုတော့ပွဲပြီးသွားပြီအဲဒါပေမဲ့သူ့အနေနဲ့ကတော့ကြောက်ဖြူမှရှိတဲ့သူ့ရဲ့ရေရစခန်းကိုတင်းပိုက်ပြီးတဲ့နော်မရီချောင်းကိုဝိုင်းထားလိုက်ပြီဆိုရင်တော့သူ့ရဲ့အခန်းကပြောစရာစိုးစရာသိရှိတော့မှာမဟုတ်ဘူးကျုပ်ကလည်းထည့်ပြီးတော့သိစဉ်းစားတော့မှာမဟုတ်ပါဘူး ကျွန်တော်ပြောတာအဲ့ဒီအချိန်ဒီတခုကိုပြောတာအဲ့ဒီအချိန်ဒီမှာတော့ရှမ်းပြောင်းမှာလို့တရုတ်ကိုယ်လဲတွေလာပြီးတော့ဝင်ရောက်ဆွေးနွေးတာတို့ဘာတို့အဲ့ဒါတွေကတော့ဖြစ်လာနိုင်ကြအချိန်ဒီမရှိပါဘူးအဲ့လိုမဖြစ်ဖို့အတွက်ဆိုလို့ချင်းကိုယ့်ဘက်ကလက်ဦးမှုယူထားဖို့ပါစစ်ကောင်စီရဲ့ရေရစခန်းကိုသိမ့်ပိုက်ပြီးတော့မရေးကိုဝိုင်းထားဖို့ကျွန်တော်လိုအပ်တယ်အဲ့ဒီပေါ်မှာဆွေးနွေးဝဲစကားပြောတဲ့အခါမှာတရုတ်အကျိုးစီးပွားတွေရဲ့အနာဂတ်အတွက် ပြုတ်ကဘယ်လိုသဘောထားမှာလဲဆိုတော့အေးအေးအနေနဲ့ပြန်ပြီးမိကွန်းထုတ်ခွင့်ရနိုင်တဲ့အနေအထားတွေရောက်ရှိလာလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းကျွန်တော်ကရှင်းပြချင်တာဟုတ်ကဲ့ဆရာဦးသားဆိုးနဲ့ကျေးဇူးများတင်ပါတယ်အခုကြောက်ဖြူမှာတိုက်ပွဲတွေပြင်းထန်လာနေတဲ့အခြေအနေပေါ်မှာစီးရင်နိုင်ငံကြီးအပြောင်းလဲဘာတွေဖြစ်လာနိုင်လဲတရုတ်ရဲ့မူဝါဒအပြောင်းလဲဖြစ်လာနိုင်လားဆိုတဲ့အပေါ်မှာအခုလိုအသေးစိတ်သုံးသပ်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးပါပဲ